မိန်းကလေးတွေအသေးကွဲပြီးရင်ဘာကြောင့်ပိုလှလာရတာလဲအသေးကွဲမှုတဲ့မိန်းကလေးတတော်များများကိုတတိထားကြည့်မယ်ဆိုရင်အသေးကွဲပြီးရင်အရင်ကတည်းကပိုလှလာတာကို တွေ့ရမှာပါတချို့ဆိုရင်အသေးကွဲပြီးနောက်ပိုင်းမှာတိတိတသားကြီးကို ကိုအိုလေးချိန်ကြတာဝိကျသွားပြီးအရန်ကိုလှလာကြပါတယ်တကယ်တော့ဒါထင်ကြီးမဟုတ်ပါဘူးလိလာမှုတစ်ခုမှာ မျိုးသမီး89ရာခိုင်နှုန်းဟာ အသေးကွဲပြီးရင်ကိုယ်လေးချင်းတည်တည်တသာကြာသွားတယ်လို့ဆိုထားပါတယ်။မိန်းကလေးတွေအသေးကွဲပြီးရင်ပိုလှလာရတဲ့အကြောင်းရင်းကတော့နံပါတ်၁စီပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားလို့မိန်းကလေးတွေဟာအကြကြီးလက်တွဲလာတယ်။ RS တကူနဲ့လမ်းခွဲပြည့်စဲတဲ့အခါအစောကြီးကလေးကကြိုတင်ပြင်ဆင်ထားတတ်ကြလို့ပါအများရဲ့အမြင်မှာတော့ချက်ချင်းကြီးပြည့်စဲသွားတယ်လို့ထင်ကောင်းထင်နိုင်ပေမယ့်အတားမှားပါတယ် လူလေးချင်းချင်းနဲ့ပတ်သက်တဲ့ပညာရှင်တွေကပြောခင်းတာပါမိန်းကလေးတော်တော်များများအကြကြီးတွေးလာတဲ့ချစ်သူတို့မဟုတ်ခင်ပွန်းနဲ့လက်တွဲမပြုတ်ခင်အစောကြီးကလေးကသူတို့စိတ်ထဲမှာအနေနဲ့အများကြိုတင်ပြင်ဆင်ထားကြလို့တကယ်ကြုံလာတဲ့အခါအရန်ကြီးမရိုက်လဲသလိုအလွဲတကူပြန်တီဆောင်နိုင်တာပါနံပါတ်2ပိုးရင်ကျက်သွားလို့တကယ်တော့အသေးကွေးတွေဆိုတာအခက်အခဲတကူကိုကြော်ဖြတ်ရတာပါ စိတ်မာရသွားတဲ့တန်ရကို ကိုမချီးတဲ့ကိုခန့်အားနဲ့ပြန်တိုက်ထုတ်ပြီးအနိုင်ယူရတာပါအခေခဲတကူကို ကြော်ဖြက်ပြီးရင်ကိုကိုကိုယုံကြည်မှုပိုချီသွားတယ်လို့မျိုးပဲအသေးကွဲပြီးရင်စိတ်ကပိုရင်ချက်ယုံကြည်မှုပိုချီသွားတာကြောင့်ပိုလှလာတာပါနံပါတ်3အပြောင်းလဲလှုပ်လိုက်လို့အမျိုးသားတော်တော်များများကတော့အသေးကွဲပြီးရင်အရက်တောင်ဘီယာတောင်ပြီးစိတ်ပြေအောင်လှုပ်ပြီးမယ် မင်းကလေးတွေထဲမှာတော့အဲ့ဒီလိုလှုပ်တာချပါတယ်အသေးကွေးပြီဆိုတာနဲ့အပြောင်းလဲဖြစ်သွားအောင် ချော်ပင်ထွက်တာ အလှပြင်ဆိုင်သွားပြီးစပင်းစတိုင်းပြောင်းလိုက်တာမျိုးလှုပ်တက်ချပါတယ်တချို့ကအသေးကွေးပြီဆိုရင်ကျင်းကစားတာမျိုးလောက်ကြပါတယ်။နောက်ဆုံးကိုကစိတ်မပိုင်းရင်တော့မှတငယ်ချင်းတွေကမြူဆွေလို့ဒီလိုအရာတွေကိုလှုပ်ဖြစ်တတ်ကြပါတယ်။နံပါတ်၄မခန့်ချင်းစိတ်ကြောင့် ES နဲ့ ဘာကြောင့်ပဲလန့်ခွဲခဲ့ပါစေနောက်ဆုံးမျက်နာကို ပြင်မမြင်ချင်တော့လောက်အောင် မုန်းနေပါစေရေရဲ့အချိန်မှာ ကိုလှပြီးအစဉ်ပြေနေတဲ့ပုံစံမျိုးပဲဖြစ်နေစေချင်တဲ့စိတ်ကြောင့်ပါသူနဲ့ပြက်ပြီးရင်ပိုလှလာတယ်ပိုအစဉ်ပြေနေတယ်ဆိုတာကိုတမင်တသက်သူတည်အောင် ပြချင်တဲ့စိတ်ကြောင့်ပါ